စစ်ကောင်စီရဲ့စစ်မှုထမ်းဆင်းမှအကျုံးဝင်တဲ့အသက်ကန့်သက်ချက်တွေကြောင့်ကိုရီးယားဘာသာစကားကျွမ်းကျင်မှုစာမေးပွဲ EPS စနစ်နဲ့တောင်ကိုရီးယားနိုင်ငံကိုလုတ်သားတွေဆစ်လွတ်နိုင်တာမရှိတော့ဘူးလို့စစ်ကောင်စီလက်အောက်ခံအစိုးရပြည်ပအလုပ်ကိုင်အေဂျင်စီ POE ကနေသိရပါဗျာ။ စစ်ကောင်စီကပြည်ပထွက်အလုံးလုံးတာကိုကန့်သက်ထိန်းချုပ်တာတွေလုပ်ပြီးတဲ့နောက်တောင်ကိုရီးယားနိုင်ငံကို EPS လုံသားဆေးလွှမ်းမှုရောကြလာတယ်လို့သိရပါဗျ။ဆောင်းဝဲဝဲဖြေဆိုအောင်မြင်ကြပေမဲ့အသက်ကန့်သက်ချက်တွေကြောင့်သွားလို့မရတဲ့အတွက်အလုံးသမားမလွတ်နိုင်တာ ကြာပြီလို့စစ်ကောင်စီလက်အောက်ခံအစိုးရပြည်ပအလုံးကန်အေဂျင်စီ POE ကအမိမဖော်လို့သူတယောက်ကပြောပါဗျ။ စစ်မှုထမ်းစည်းဝင်နေတဲ့အသက်၈၈နှစ်ကနေ35နှစ်အထိအမျိုးသားတွေပြည်ပထွက်ခွာခွင့်ကိုပြီးခဲ့တဲ့ဇန်နဝါရီလ30ရက်နောက်ပိုင်းကစပြီးတော့ပိတ်ထားခဲ့တာဖြစ်ပါတယ်။အဲဒီလိုကန့်သက်ချက်တွေကြောင့်2025ခုနှစ်ဇန်နဝါရီလကနေစက်တင်ဘာလအထိလစဉ်ဆေလွတ်နေကြဖြစ်တဲ့တောင်ကိုရီးယားနိုင်ငံကို EPS လုတ်သား943ဦးသာဆေလွတ်နိုင်ခဲ့လို့သိရပါတယ်ရှင်။